ကျေးဇူးပြည့်တဲ့များအားလုံးမင်္ဂလာပါ။ဒီလရဲ့သိပံကဏ္ဍကနေပြန်လေးကြိုဆိုလိုက်ပါရစေ။ဒီတစ်ခေါက်မှာတော့ LS နဲ့ပတ်သက်တဲ့ဘူးဒုရတချို့ကိုကောက်နှုတ်တင်ပြပေးသွားဖို့ရည်ရထားပါရစေ။ကောင်းတယ်လေအမိကတော့ pure sine wave လို့ခေါ်ရဝဲလို့အမိပေးထားပါရစေ။အင်ဗတာတွေမှာ pure sine wave inverter လို့ဘာကြောင့်ခေါ်ရတယ်လဲဆိုတဲ့အချက်ကိုအခြေခံပြီးတော့ AC DC LS နှစ်မျိုးအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါရစေ။ထုံးစံတိုင်းအဲတော့တမိုင်းလေးနဲ့ဆက်လိုက်ရအောင်။1882ခုနှစ်နယူးယောက်မြို့ရဲ့ဒီ Pearl Street Station မှာကမ္ဘာပထမဦးဆုံးတအားပေးရုံတခုပေါ်ပေါက်ခဲ့တယ်ပေါ့နော်ဒီတအားပေးရုံကိုအဓိကတည်ဆောက်ခဲ့သူကတော့တော်တော်များများတည်ထားပြီးသားဖြစ်တဲ့ Thomas Edison ဖြစ်ပါတယ်သူရဲ့တအားပေးရုံကနေအိမ်တွေမှာမီးဖွန်းဖို့အတွက်လျှက်စစ်စွမ်းအင်ကိုစတင်ထုတ်ရောင်းချပေးခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့လျှက်စစ်ကအကွာအဝေးအရန်ဝေးတဲ့နေရာတွေကိုမရောက်ရှိနိုင်ဖြစ်ခဲ့ပါတယ်ဘာသာဘာလို့ပါလဲအကြောင်းကဒီလိုဗျာ Edison ရဲ့တအားပေးဆက်အောင်ကထုတ်ပေးတဲ့လျှက်စစ်တွေကဝါယာကြိုးကိုဖြတ်ပြီးတော့အိမ်တွေသွားတဲ့အခါမှာ ဝါယာဂျူအတွင်းမှာရှိတဲ့ခုခံအား resistant ပေါ့နော်အဲ့ဒါလည်းတွေ့တဲ့အခါမှာမီးယာဆုံးရှုံးမှုတွေဖြစ်ပြီးတော့ကျွန်တော်အရက်စကားနဲ့ပြောရရင်မီးယာကျမှုတွေဖြစ်ပေါ်ပါတယ်ဒါဒါပေးဆက်ရောအနီးမှာရှိတဲ့အိမ်တွေအတွက်မသိတာပါပဲအဝေးမှာရှိတဲ့အိမ်တွေအတွက်တော်တော်လေးအခက်တွေ့စေခဲ့လို့ဒီလျှက်စစ်ကိုဝယ်ယူအသုံးပြုဖို့ရမေးခွန်းထုတ်ဆရာဖြစ်လာခဲ့ပါတယ်အဲ့မိတ်ဆွေတို့မီးယာဖြစ်သွားတာကအက်ဒီဆင်ထုတ်လို့ရောင်းချခဲ့တဲ့လျှက်စစ်ကဘာကြောင့်ခုလိုပြဿနာဖြစ်နေရလဲနော် ူသုံးတွေလည်းကျွန်တော်တို့ကူသုံးတွေလျှက်စင်တယ်မတူဘူးလားဆက်သဖြင့်မေးစရာလေးတွေပေါ်လာမယ်လို့ထင်မိပါတယ်။အဲဒီစဉ်ထုတ်လို့ရောင်းချခဲ့တဲ့လျှက်စစ်ကိုကျွန်တော်က DC direct current လို့ခေါ်ပါတယ်။မိစလို့ပတ်ဝန်းကျင်မှာလက်ရှိ DC လျှက်စစ်တွေကိုဘလို့အရာတွေမှာတွေ့နိုင်တယ်လဲဆိုတော့အဲအသွင်ပြီးဆော့လို့ရတဲ့ခလေးကစားစရာရုပ်တွေဓာတ်ခေဘက်ထရီအိုပါဝါဘန့်စတဲ့အရာတွေမှာတွေ့နိုင်ပါတယ်။အဒီလိုအရာတွေကိုမိတ်ဆွေကင်ကြည့်ရင်တမ်းပလိုက်ဓာတ်ကိုလည်းသတိထားမိပါဘူး။ဟုတ်ပါတယ်ကျွန်တော်ဒီ DC လျှက်စစ်အမျိုးအစားဒီအန်ရဲ့နဲတဲ့ပစ္စည်းမျိုးဖြစ်ပါတယ်။ ဒီစီရဲ့ဝေးဝေးမပြေးနိုင်တဲ့အားတဲ့ချက်ကိုဖြည့်ရှင်းနိုင်ပြီးတော့အလွန်ဝေးကွာတဲ့ဒေတာတွေအထိဓာတ်ပေးနိုင်တဲ့ AC alternating current လို့ခေါ်တဲ့လျှက်စစ်ကိုသိပ္ပံမရရှင်တို့ကပေါ်ထုတ်ပြသနိုင်ခဲ့ပါတယ်။အဲသူ့ရဲ့နာမည်ကတော့ Nikola Tesla ပဲဖြစ်ပါတယ်။သူကဒီ transformer လို့ခေါ်တဲ့ပစ္စည်းတွေကိုအသုံးပြုပြီးတော့ AC လျှက်စစ်တွေကိုဝေးဝေးရောက်လွှတ်နိုင်တဲ့ဤပညာကိုအသုံးပြုခဲ့ပါတယ်။ transformer ဆိုတာကမိစုတို့ကိုလွယ်လွယ်နားလို့နားလည်အောင်လို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမီယာမြင့်စက်လို့အလွယ်မှတ်နိုင်ပါတယ်။ နေရာကိုကျွန်တော်မြင့်တာရောနှိမ့်တာရောလုပ်လို့ရတဲ့ transformer က Tesla ရဲ့ T-twin ထုတ်လုပ်မှုမှာအဓိကကျတဲ့အခက်အခဲကနေပါဝင်နေခဲ့ပါတယ်။အဲမိတ်ဆွေတို့ယင်ထဲမှာနောက်ထပ်မေးစရာဖြစ်နေပါလိမ့်မယ်။ AC ကြတော့ကျွန်တော်ဒီမီယာမြင့်ဆက်သုံးလို့ရပြီ။ DC ကြတော့ဘာလို့မရတာလဲ။ဒါကိုဖြေဖို့အတွက်ကတော့ဒီကနေ့ခေါင်းစဉ်လေးအဓိကအကြောင်းအရာကိုစပြောမှရပါဘူး။အလျက်စီးချောင်းကကျွန်တော်ရေးစီးချောင်းတစ်ခုနဲ့တင်စားမယ်ဆိုရင် DC ဆိုတာတစ်ဖက်သေးကိုပဲစီးဆင်းနေတဲ့တောင်ကြရင်နဲ့တူပါလေ။တောင်ပေါ်ကိုပြန်တက်တဲ့ ရေစီးချောင်းမရှိဘဲနဲ့တောင်ပေါ်ကနေအောက်ကိုသာတစ်ဖက်သေးစီးစစ်နေတဲ့ရေစီးချောင်းရှိပါတယ်ဒီလိုအဖြစ်မျိုးကိုကျွန်တော်တို့ DC car run လို့ခေါ်ပါတယ်ဒါပေမဲ့သဘောပေါက်မှထင်ပါတယ်အဲဒါဆို AC ဆိုတာကတော့ AC ဆိုတာကတော့သူ့ကိုမြေတစင်းနဲ့ဥပမာပြမယ်ဆိုရင်ကျွန်တော်တို့မြေဝါနာမှာအဒီပင်လယ်ဝါနာမှာရှိတဲ့မြေတစင်းဆိုကြပါရေတက်ချိန်မှာဘယ်ကနေညာကိုစီးဆင်းပြီးတော့ရေကျချိန်မှာညာကနေဘယ်ကိုစီးဆင်းမှာဖြစ်ပါလဲ။ဒါကဘယ်ကနေညာကိုစီးလိုက် ပြောညာကနေဘယ်ကိုစီးလိုက်နေအသွားပြန်ရှိနေတဲ့သဘောကိုဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေ alternating current လို့ခေါ်တာဖြစ်ပါတယ်။ alternating ဆိုတာပြောင်းလဲဖြစ်နေတဲ့သဘောပေါ့။အဲလျှက်စစ်စီးချောင်းကြတော့ရေးစီးချောင်းနဲ့မတူတဲ့ချက်ကဘာလဲဆိုတော့သူအယမ်းမြန်။အဲတစ်စက္ကန့်အတွင်းမှာသူဒီအသွားပြန်လို့ပဲပြောပြောရေးတက်ရေးကြလို့ပဲပြောပြောသူတစ်စက္ကန့်အတွင်းမှာအချိန်90လုံးနိုင်ပါလေ။အဲရေးတက်ရေးကြတစ်စက္ကန့်ကိုအချိန်90လုံးတယ်လို့ကျွန်တော်တို့ပြောနိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့က frequency 90ဒီ90ချိန်လို့ပေါ့နော် 50hz ဒီဒီအသုံးလေးကမိစုတို့ငကြခဏတွေ့ဘူးနေတယ်ပါလိမ့်မယ်ဒါဘာလို့ပြောရလဲဆိုတော့ဒီတက်လိုက်ကြလိုက်ကျင်90ဖြစ်တယ်လို့ဆိုတာဖြစ်ပါတယ်90ကျင်လုံးမို့ဟောနိုင်ငံတော်တော်များများလက်ခံကျင်သုံးနေတဲ့နှုံသားကလည်းဒီ90ဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာသုံးနေတဲ့လျှက်စင်မီးရဲ့ကျင်သုံးဆိုတာလည်းဒီ90 hash ဖြစ်ပါတယ်တချို့နိုင်ငံတွေမှာ60ပေါ့နော်60ကျင်သုံး60 hash နဲ့သုံးနေကြတဲ့နိုင်ငံတွေလည်းရှိပါတယ်ဒါတချို့ရှိပါတယ်ပေါ့နော် အဲ့အဲ့တော့ Tesla ရဲ့ဒီလျက်စီးကြောင်းဒီအတွားပြန်ရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမီယာမြင့်ဆက်လို့ခေါ်တဲ့ transformer ပစ္စည်းနဲ့အဲဒီသူ့မီယာမြင့်ပေးလိုက်နှင့်ပေးလိုက်ဆောင်ရွက်နိုင်ပြီးတော့ key ဝေးဝေးကိုပို့ဆောင်ပေးနိုင်ပါတယ် DC direct current ကြတော့အာဒီအဲ့လိုမျိုးတက်လိုက်ကြလိုက်ဖြစ်မနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်မီယာမြင့်ဆက်နဲ့အုံးလို့မရဘူးဒါကတော့ဘယ်သူတို့ကသူဒီတစ်ဖက်တည်းစီးဆင်းနေတဲ့အရာတွေမှာသုံးလို့မရဘူးလို့မှတ်ထားရင်ရတယ်ဘယ်လိုအဲကျွန်တော်တက်လိုက်ကြလိုက်ဖြစ်တဲ့နေရာမှာလေဥပမာ အနေထားတစ်ခုရှိပါတယ်။သူအချိန်နဲ့လိုက်ပြီးတော့သူဒီငင်းငင်းသာသာဒီလိုပုံစံလေးတက်လိုက်ကြလိုက်ဖြစ်နေလို့ပါတယ်။အဲဒါကိုကျွန်တော်တို့က pure sine wave နှလုံးက sine wave ပုံစံလို့ကျွန်တော်တို့ကဆိုပါအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒုံးကလေးတက်လိုက်ဒုံးကလေးကျလိုက်နဲ့အတက်ကျန်းအကျကျန်းတဲ့ပုံစံမျိုးပေါ့နော်ဒီလိုပုံစံမျိုးအဲကျွန်တော် modify sine wave လို့လည်းခေါ်တော့ sine wave တော့ဟိုဒါတက်လိုက်ကြရတော့ဖြစ်တယ်ဒါပေမဲ့သူဒီငင်းငင်းသာသာမဖြစ်ဘူးပေါ့နော်အဲဒီလိုပုံစံမျိုးဖြစ်မှဆိုရင်အဆင်မပြေပါဘူး။ကျွန်တော်တို့ယနေ့အသုံးပြုနေတဲ့လျှက်စစ်ပစ္စည်းတော်တော်များများဒီ sine wave လို့ခေါ်တဲ့ ဒီငင်းငင်းတော်တော်လေးဖြစ်တဲ့တက်လိုက်ကြလိုက်ဖြစ်တဲ့လျှက်စစ် AC လျှက်စစ်ကိုအခြေခံပြီးတော့တိဆောက်ခံလျှက်စစ်ပစ္စည်းတွေဖြစ်ပါတယ်အဲအဲ့တော့ဒီအကြောင်းတွေကိုဘာလို့ပြောနေတာလဲဆိုတော့ DC လျှက်စစ်နဲ့ AC လျှက်စစ်နှစ်ခုကြားမှာဆက်သွယ်ပေးနေတဲ့ပစ္စည်းတစ်ခုရှိပါတယ်သူကတော့ inverter လို့ခေါ်တဲ့ပစ္စည်းလေးပါဘက်ထရီအိုးတွေထဲမှာတူလောင်ထားတဲ့ DC လျှက်စစ်ကိုအင်းသုံးပစ္စည်းတွေကယူသုံးနိုင်အောင် invert လုပ်ပေးတဲ့တဏီပြောင်းလဲပေးနိုင်တဲ့ပစ္စည်းကိုကျွန်တော်တို့က inverter လို့ခေါ်ပါတယ်ဒီလိုပြောင်းလဲရမှာ ခုကပြောခဲ့တဲ့ sin wave ပုံစံငင်းငင်းတသားလေးတက်လိုက်ကြလိုက်ဖြစ်နေတဲ့တည့်စစ် ဖြစ်မှတာကျွန်တော်တို့ကအိမ်သုံးမိတ်ဆွေတို့အိမ်မှာသုံးနေတဲ့အိမ်သုံးပစ္စည်းတွေနဲ့တင့်တော်မှာဖြစ်ပါတယ်မဟုတ်လားဒါမှလည်းကြာကြာခံပါဖို့နော်အဲဒါမျိုးဖြစ်ဖို့အတွက်ဆိုရင် inverter ဒီ pure sin wave ထုတ်ပေးတဲ့ inverter မျိုးဖြစ်မှာဖြစ်ဖို့လိုတယ်ပေါ့နော်ဒီလိုဖြစ်ဖို့ရည်ကြီးပါတယ်ဒါကြောင့်မိတ်ဆွေတို့ဒီဒီချာချာလေးရွေးချယ်ပြီးတော့ဝယ်ယူဖို့လည်းလိုအပ်ပါတယ်။ဟာဒီကနေ့ဗီဒီယိုလေးကိုအဓိကကူညီပံ့ပိုးပေးတဲ့ Voltaelectronic ကုမ္ပဏီမှာမိတ်ဆွေတို့အိမ်သုံးအတွက်လိုအပ်တဲ့ ီ pure sine wave inverter တွေကိုဈေးနှုန်းမှန်ကန်စွာနဲ့ရောင်းချပေးရရှိပါတယ်။အမာယူဂျင်းသူတွေအနေနဲ့39ကို8836554ကိုဆက်သွယ်မ ਾਇ ယူနိုင်တယ်လို့လူကိုယ်တိုင်လာကြည့်ခြင်းသူတွေတော့ကတော့အမှတ်9မြေသားတစ်တစ်ကုန်းကရာသားတွေလမ်းအရှိကုန်မြို့နယ်မှာကိုယ်တိုင်ကိုကြလာရောက်ကြည့်ရှုပြုနိုင်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီကနေ့ဗီဒီယိုလေးကနေနော်နံပါတ်1လက်စစ်2မျိုးရှိတဲ့ကြောင့်ဒီစီဆိုတာလာရတစ်ဖက်တည်းစီးစင်းနေတဲ့ရေစီးချောင်းနဲ့တူတူတလို့ AC ဆိုတာကတော့တက်လိုက်ကြလိုက် ပညာညာပဲเนาะအဲ့လိုအပြန်အလှန်စီးဆင်းနေတဲ့ရည်စည်းကြောင်းတဲ့တူကြောင်းနံပါတ်2နိုင်ငံတကာစံနှုန်းတွေရ AC ရဲ့ဒီတက်လိုက်ကြတဲ့ဖြစ်တဲ့ချိန်နှုန်းဒီတစ်စက္ကန့်ပေါ့အချိန်60ရှိရမှာဖြစ်ကြောင်းနံပါတ်3အချက်ဖြစ်တဲ့ဒီတက်လိုက်ကြလိုက်ဖြစ်ရမှာ sin wave လိုမျိုးညင်သာမှုရှိဖို့လိုကြောင်းဒါကို DC to AC ပြောင်းပြီး inventory ဝယ်ယူရမှာ pure sin wave လို့ရေးထားတဲ့ inventory ကိုရွေးချယ်ဝယ်ယူတင်ကြောင်းစတဲ့အချက်တွေကိုမိတ်ဆွေတို့နားလည်သွားမယ်ဆိုရင်ကျွန်တော်အနေနဲ့ တင်ဆက်ရကြုံလက်ပါပြီ။တော့ကေတုကေရပညာရေးဖောင်ဒေးရှင်းတစ်ခုလှုပ်ထားပါတယ်။ဒီပညာရေးဖောင်ဒေးရှင်းကိုလှူရင်းသူများအနေနဲ့ဒီ KB နံပါတ်နဲ့ဝေဘေးနံပါတ်တွေကိုကေတုကေလို့နှုတ်မှရေးပြီးတော့ငွေလဲနိုင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်မှပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ။